ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Great Six English ကိုသင်နေဆရာဖုန်းသားစင်သူဖြစ်ပါတယ်ဒီကံမှာတော့ဆရာတို့ Unit 5ရဲ့ Lesson 3ကိုကြည့်လိုက်ကြပါเนาะဆိုတော့ Unit 5ရဲ့ Lesson 3ကပါသင်မလဲဆိုရင် Where are you from เนี่ยเนาะသင်ဘယ်နိုင်ငံလဲ နော်ဆိုတော့ဆရာတို့ဒီမှာကြာရင်အဓိကပါသင်မလဲဆိုတော့နော် countries nationalities and capitals ကိုအရင်ဆုံးသင်ပါမယ်နော်ဒီသင်ခန်းစာမှာဆရာတို့အဓိကလေ့လာမှာပါလဲဆိုတော့နိုင်ငံတွေအကြောင်းလေ့လာရမယ်ပြီးရင်အဲ့နိုင်ငံမှာနေတဲ့လူမျိုးနိုင်ငံသားကိုဘယ်လိုခေါ်သလဲပြီးတော့လို့ရှိရင်အဲ့နိုင်ငံရဲ့မြို့တော်တွေကိုဘယ်လိုခေါ်သလဲနော်ဒါဆရာတို့မြန်မာမှာဆိုရင်အားလုံးသိပြီသားနော်ဒါ country ကမြန်မာနိုင်ငံမြန်မာလူမျိုးပြီးတော့မြန်မာနိုင်ငံရဲ့မြို့တော်ကပါလေ နေပြီးတော့ကဲဒါဆိုဒါတို့ဒီပထမဆုံးဆရာတို့ကဒီမှာဘာအရင်လေ့လာမလဲဆိုတော့ 1A Look at the names of ASEAN countries their nationalities and their capitals ကဲဆိုတော့ဆရာတို့ကဒီမှာအဓိကဘာကြည့်မလဲဆိုတော့ ASEAN နိုင်ငံတွေကိုကြည့်မယ်နော်ဒါကတော့ကမ္ဘာပေါ်မှာတော့နိုင်ငံတွေအများကြီးရှိတယ်အကုန်လုံးလိုက်ကြည့်ရင်တော့ပြီးမှာမဟုတ်ဘူးနော်ဒါပေမဲ့ဆရာတို့ကကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတယ်နော် ASEAN နိုင်ငံတွေဆိုရင်နှီးချက်တယ် အာဆီယံနိုင်ငံစုစုပေါင်း10နိုင်ငံရှိတယ်။အဲ့ဒီ10နိုင်ငံရဲ့เนาะ country နာမည်တွေဘယ်လိုခေါ်လဲပြီးရင်လူမျိုးနာမည်တွေဘယ်လိုခေါ်လဲပြီးသွားလို့ရှိရင်ဆရာတို့မြို့တော်ဘယ်လိုခေါ်သလဲဒါတွေကိုအတူတူလေ့လာကြည့်ကြမယ်။စပါပြီ။ကဲဒါဆိုအလံလေးကိုကြည့်မယ်။ဒီလံလေးကဘယ်နိုင်ငံဖြစ်မလဲဆိုတော့ Brunei Darussalam လို့ခေါ်တယ်နော်။အဲ့တော့ Brunei Darussalam ဆိုတာဆရာတို့အတူကောက်ကတော့ Brunei လို့ခေါ်နော် Brunei နိုင်ငံ။ဒါပေမဲ့သူ့ရဲ့နာမည်အပြည့်စုံက Brunei Darussalam ကဲဒါဆိုရင်သူ့နိုင်ငံမှာရှိတဲ့ nationality ကိုဘယ်လိုခေါ်မလဲ။ Brunei မှာနေတဲ့လူမျိုးကို Bruneian လို့ခေါ်တယ်။ဗာလဲ Bruneian ။ကဲဟုတ်ပြီ။ဒါဆိုရင် Brunei နိုင်ငံရဲ့မြို့တော်ကဗာလဲစိတ်ဝင်စားဖို့ကောင်းတယ်။နော်။ဗာလဲဆိုတော့ Bandar Seri Begawan ။ဗာလဲ Bandar Seri Begawan ။အဲ့ဒါဒီ Brunei နိုင်ငံရဲ့မြို့တော်ဖြစ်တယ်။ ကဲဒါဆိုဒါတို့သမီးတို့ကဒါလေးတွေအရေးကြီးရယ်နော်တေချာလေးသူနေခဲ့တဲ့အဲသူ့ရဲ့နိုင်ငံနာမည်မှတ်မယ်လူမျိုးနာမည်မှတ်မယ်ပြီးမြို့တော်နာမည်လေးတေချာဒါတို့သမီးတို့ကကောင်းတဲ့မှာမှတ်ရမယ်ကဲဒါဆိုရင်ဆက်ကြအောင်နော်ဒူးကကမ်ဘောဒီးယားကမ်ဘောဒီးယားကြတော့ဆရာတို့ကဘာလဲဆိုတော့လူမျိုးကကမ်ဘောဒီးယား nationality ခေါ်မယ်ပြီးတော့ဆိုရင်ကမ်ဘောဒီးယားနိုင်ငံရဲ့မြို့တော်ကဘာလဲဆိုတော့ဆရာတို့ကမြန်မာလိုထွက်လို့ရှိရင်ဖနွမ်းဘင်ပေါ့ဒါပေမဲ့သူ့ရဲ့အတန်းကဖနွမ်ဖန်နော်ဖနွမ်ဘင်ကတော့မြန်မာလို ဒါအစံတွက်ကြည်ထွက်မယ်ဆိုရင် Phnom Penh နော်အဲ့ဒါဒီပါလေကမ်ဘောဒီးယားနိုင်ငံရဲ့မြို့တော်ဖြစ်တယ်ကေဒါဆန်ဆယ်ဆက်ကြည့်ရအောင်နောက်တစ်ခုအင်ဒိုနီးရှားအင်ဒိုနီးရှားနိုင်ငံကဲအင်ဒိုနီးရှားနိုင်ငံရဲ့လူမျိုးကဘာဖြစ်မလဲအင်ဒိုနီးရှန်အင်ဒိုနီးရှန်ရပြီကေဒါဆိုရင်အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဘာဖြစ်မလဲဂျကာတာမှတ်တာမနော်ဂျကာတာဟုတ်ပြီကေဒါဆန်သားသမီးကိုဆက်ကြည့်မယ်ဒီကကဲဒီကကြတော့ဘာတွေ့ရလဲ ဟောဟုတ်တယ်နော်လာအို PDR နော်လာအို PDR ကဲဒါဆိုရင်ဆရာတို့ကဟိုအတူကောက်ကတော့လာအိုနိုင်ငံလို့ပဲကောက်ဘူးနော်လာအိုစ်ခေါ်တာပေါ့နော်ဒါမဲ့ဒီမှာကျတော့ဆရာတို့ကပါလေလာအို PDR ကဲဒါဆိုရင်လာအိုစ်ရဲ့သူတို့ရဲ့ nationality ကပါဆိုတော့လာအိုရှန်လာအိုရှန်ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာတို့လာအိုစ်ရဲ့မြို့တော်ကဘာဖြစ်နိုင်မလဲဒါတို့သမီးတို့စဉ်းစားကြည့် ကဲเนาะလာဥစေမျိုးတော်ဥစေဆရာတော်ဘယ်လိုခေါ်လဲဆိုတော့ VN Gen လို့ခေါ်တယ် VN Gen ဒီကြမ်းမထားမယ်เนาะကဲဒါဆိုရင်ဒါလိုမျိုးနောက်တစ်ခုဆက်ကြည့်လိုက်ပါဟုတ်ဒီခါကျတော့ဒီပုံလေးမှာဗာတွေ့ရလဲအမ်ဒီအလံလေးကကျတော့ဆရာတော်ဘယ်သူရဲ့ဘယ်နိုင်ငံရဲ့အလံလဲဆိုတော့မလေးရှားနိုင်ငံရဲ့အလံဖြစ်တယ်เนาะမလေးရှားကဲဒါဆိုရင်မလေးရှားလူမျိုးကိုကျတော့ဆရာတော်ဘယ်လိုခေါ်လဲဆိုရင် Malaysian လို့ခေါ်တယ် Malaysian ကဲဒါဆိုရင်မလေးရှားနိုင်ငံမြို့တော်ဘာဖြစ်မလဲဆိုတော့ Kuala Lumpur နော်မြန်မာလိုကြတော့ Kuala Lumpur ခေါ်တာပေါ့နော်ဒါပေမဲ့သူ့ရဲ့အတန်တွက်ဒီဆရာတို့ Kuala Lumpur လို့ပြောနော် Kuala Lumpur ကဲဒါဆိုရင်ဆက်ကြည့်ပါဦးအဲဒီခါတော့ဒါဆိုမျိုးဒီအလန်လေးနဲ့ကတော့ရင်းနှီးပြီးသားဖြစ်နေမယ်နော်ဆရာတို့ရဲ့မြန်မာနိုင်ငံအလန်လေးဖြစ်တယ်နော်ဒါဆိုရင်မြန်မာနိုင်ငံကိုဆရာတို့က country ကတော့မြန်မာနော် nationality မြန်မာလူမျိုးလို့ခေါ်ပါတယ်မြန်မာကဲဒါဆိုရင်ဆရာတို့မြန်မာနိုင်ငံမျိုးတော့ပါလေအလုံးတည်ပြီးသားဖြစ်မှာပါပါလေနေပြီးတော့နော် ဟုတ်ပါပြီကဲဒါဆိုရင်ဆက်ကြည့်လိုက်ပါဒီကဩဒီကဟို flag လေးကကျတော့ဘာ flag လေးဖြစ်လဲဆိုဆရာတော့ဟုတ်တယ်เนาะ Philippines เนาะ The Philippines เนาะအဲ့ဒါကိုဆရာတော့မြန်မာလိုကြတော့ Philippine နိုင်ငံခေါ်တာပေါ့เนาะ Philippine ဒါပေမဲ့သူ့ရဲ့အတန်တွေသည် Philippines ကဲဒါဆိုရင် Philippines ရဲ့ nationality ဘာဖြစ်မလဲ Filipino လို့ခေါ်တယ်เนาะ Filipino ကဲဒါဆိုရင်ဆရာတို့ Philippines ရဲ့မြို့တော်ကဘာလဲဆက်ကြည့်အောင် Manila နော်မနီလာနော်အဲ့တော့မနီလာနော်ရပြီကြည့်ဒါဆိုလို့ရှိရင်ဆက်ကြည့်ပါအောင်ပုံလေးကိုဟောဒီက flag လေးကကြတော့ဘယ်နိုင်ငံကိုစားပြုလဲဆိုရင်ဆရာတို့ Singapore နော်မြန်မာလိုပြန်ထွက်ရင် Singapore ပေါ့နော်ဒါပေမဲ့ Singapore ကဲ Singapore ရဲ့ nationality ကိုဆရာတို့က Singaporean လို့ခေါ်တယ်။နောက်ပြီးသားလို့ရှိရင် Singapore ရဲ့မြို့တော်ဒီပါလဲဆိုရင် Singapore ပဲ နော်ကျတော့ဒီအာဆီယံနိုင်ငံထဲမှာထူးခြားတာစင်ကာပူပဲနော်စင်ကာပူကကျတော့နော်သူ့ရဲ့ဒါနိုင်ငံ size ကတိတ်မကြီးတဲ့အခါမှာသူ့မှာတခြားမြို့ကွဲတွေမရှိဘူးနော်ဇာတို့မြန်မာနိုင်ငံမှာလိုမျိုးရန်ကုန်မြို့တောင်ကြီးမြို့မိထီလာနော်အဲ့လိုမျိုးတွေမရှိဘူးနော်စင်ကာပူကကျတော့သူကနိုင်ငံအသေးလေးပဲဖြစ်တဲ့အတွက်ကြောင့်စင်ကာပူပဲနော်ဂျန်တဲ့မြို့သူ့စီမှာမရှိဘူးနော်ကဲဒါဆိုရင်နောက်ဆက်ကြည့်ပါအောင်အော်ဒီကလန်လေးကကျတော့ဘာလို့လဲဆိုတော့ဇာတို့က Thailand နော် Thai နိုင်ငံ ။ကဲထိုင်းဆိုတော့ထိုင်းလူမျိုးဘယ်လိုခေါ်လဲ။ထိုင်းလို့ခေါ်တယ်။ကဲဒါဆိုရင်ထိုင်းနိုင်ငံရဲ့မြို့တော်ပါလေ။ Bangkok နော် Bangkok နော် Bangkok ရပြီ။ကဲဒါဆိုရင်ဒါလူမျိုးကြီးဆရာတို့နောက်ဆုံးမြို့လေးကိုကြည့်ကြကြရအောင်။တော့ဒီကကြာတော့ဒီ flag လေးကဘယ်နိုင်ငံကိုစားပြုလဲဆိုတော့ Vietnam ကဲဆိုရင် Vietnam လူမျိုးတွေကိုဆရာတို့ဘယ်လိုခေါ်မလဲ။ nationality ကို Vietnamese လို့ခေါ်တယ်။ Vietnamese နော်ကဲဒါဆိုရင် capital city ကြည့်ရအောင် vietnam နိုင်ငံမြို့တော်ပါလေ hanoi hanoi เนาะဒါဒီ vietnam နိုင်ငံရဲ့မြို့တော်ဖြစ်တယ်ကဲကဲဆိုတော့ဆရာတို့အိမ်မှာပါလဲဆိုတော့เนาะ ASEAN နိုင်ငံ10နိုင်ငံရဲ့အကြောင်းကိုတွေ့ကြရတယ်เนาะ country နာမည်သိကြတယ် nationality ရဲ့နာမည်လူမျိုးတွေကိုကြတော့ဘယ်လိုခေါ်သလဲဒါတွေလည်းသိကြတယ်ထပ်ပြီးတော့ capital city တွေသူတို့ရဲ့ capital city တွေကိုလည်းလေ့လာခဲ့ပြီးဖြစ်တယ်ကဲဒါဆိုရင်ဒါတို့လူမျိုးတွေဒီကတော့ဆရာတို့ 1B မှာ choose the correct answer တဲ့เนาะဇာတ်ရုပ်အရှိမလေ့လာသွားခဲ့တဲ့ဥစ္စာနဲ့ဆိုင်တဲ့ multiple choice question လေးတွေကိုဖြည့်ဆည်းကြရအောင်ကဲဒါဆို1 what is the capital of vietnam ကဲဗီယက်နမ်နိုင်ငံရဲ့မြို့တော်ပါလေ A manila B bangkok C hanoi ကဲအဲ့သုံးခုတွေကဘာဖြစ်မလဲရွေးကြည့်ကြပါဦးမှတ်မိလား yes C hanoi เนาะအဲ့တော့ဗီယက်နမ်နိုင်ငံရဲ့မြို့တော်က hanoi ဖြစ်တ Okay, set ji baung. Two. Where is Kuala Lumpur? Okay, Kuala Lumpur ba ma shi de le A. In Thailand. B. In Malaysia. C. In Lao PDR. Okay, ai thong nai ngan ne ma Kuala Lumpur ba ma shi le sin sa ji ba. Hou B. In Malaysia. Malaysia ma shi ya phit de. Okay, ha so yin set ji ba. 3. What is a citizen of Brunei Jerusalem called? citizen ဆိုတော့ Brunei Jerusalem မှာရှိရဲနိုင်ငံသားကိုဆရာတို့ကဘယ်လိုခေါ်သလဲ A Bruneian B Thai C Singaporean ဘာကြည့်မလဲ A Bruneian မှန်နေ very good ကဲဒါဆိုရင်4စက်ကြည့်ပါ which country is next to Myanmar ကဲ next to Myanmar မြန်မာရဲ့ဘေးမှာဘာလာသလဲ A Thailand B Singapore C Malaysia ဖြည့်ကြည့်ပါနော် A Thailand เนาะဇာတို့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတွေကနည်းနည်းမိတ်ချင်းထိစပ်နေတာဖြစ်တယ်เนาะကဲဒါဆိုရင်5ကိုဆက်ကြည့်ပါဦး Which country's flag has a triangle ကဲဘယ်နိုင်ငံရဲ့ flag မှာဇာတို့သတိကံ triangle တွေ့ရမလဲတဲ့ A Vietnam B Indonesia's C the Philippines ကဲဘယ်နိုင်ငံမှာဇာတို့သတိကံပုံစံတွေ့ရမလဲမှန်နေ C the Philippines เนาะဇာအခုနပြသွားတယ် flag ရဲ့ပုံနဲ့မှာ Philippines နိုင်ငံရဲ့ flag မှာဆရာတို့3 gun shape ကိုတွေ့ရမှာဖြစ်ပါတယ်။ကဲဒါတော့သမီးတို့ရေဒါဆိုဆရာတို့ number 2လေးကိုဆက်ကြည့်အောင်နော် complete the sentences with m is or r နော် m is r ပေါ့နော် m တို့မို့ is တို့မို့အောက်သုံးပြီးတော့ complete the sentences တဲ့နော်ကဲဆိုတော့ဆရာတို့ဒီမှာအဓိကသိထားရမှာ verb to be တွေဖြစ်တယ် m is r တွေနော် m is r ကိုဆရာတို့ကခြုံပြီးတော့ verb to be လို့ခေါ်တယ်နော်အဲ့ဒီမှာဆရာတို့၃မျိုးသုံးစားရှိတယ်သူတို့သုံးမယ် เนาะ affirmative ရယ် negative ရယ် interrogative ရယ်ဆိုပြီးရှိเนาะ affirmative ဆိုတာဆရာတခါပြောထားပူပါတယ်အဲ့ဒါပါလေအတီးပြုတ်ဝက်ကြเนาะအတီးပြုတ်တာ affirmative ဆိုရယ်အတိတ်ပဲဆိုတော့အတီးပြုတ်ရယ်ဟုတ်တယ်ဒါကိုလုပ်မယ်ဆိုလို့ရှိရင်ဒါဒီအတီးပြုတ်ရယ် negative ကကြတော့ငင်းဆိုတာเนาะအဲ့မှာ interrogative ဆိုတာပါလေဆိုတော့အမေးအဲ့မေးကိုမေးမယ်ဆိုလို့ရှိရင်ဒါဒီ interrogative လို့ခေါ်တယ် เนาะကဲဒါဆို affirmative မှာ verb to be နဲ့သုံးတဲ့ဥပစာ msr နဲ့ဘယ်လိုတွဲသုံးလဲဆိုရင်ဆရာတို့က i am from japan you are from japan he is from japan စသည်အပြည့်ဒါတွေဒီ affirmative တွေဖြစ်တယ်เนาะ negative ကကြောင်ညင်းမယ် i am not at school เนาะ you are not at school he is not at school အဲလိုမျိုးလေးနောက်ပြီး interrogative ကကြတော့ပါလေမေးတာ am i from china are you from china is he from china ဒါတွေဒီ interrogative interrogative ရဲ့အဓိပ္ပာယ်ဒီပါလဲမေးခွန်းမေးတာဖြစ်တယ်ကြည့်ဒါဆိုရင်ဒါတို့မျိုးတို့ဇာတ်တို့အပေါ်က exercise လေးကိုတူတူလုပ်ကြည့်ကြရင်မကောင်းဘူးလားစားလိုက်ကြအောင်နော်1 look the cat blank behind the door the cat က behind the door ဆို blank ဆိုတာဘာဖြစ်မလဲဟုတ်တယ် is နော် the cat is behind the door very good 2 my parents blank not from Yangon. Are. Okay. My parents are not from Yangon. Three. I blank a tennis player. Hote. I am a tennis player. Very good. Four. Sajibao. Din and Win. Blank twin sisters. Din and Win and Babim. Hote. Are twin sisters. Ah, Lupchilai. Get out of Blank he from Brunei. ။ဟာလေဟုတ်တယ်။ is တွေ့မယ်။ is he from Brunei? very good. ကဲဒါဆိုဒါတို့မိတို့ရေဆရာတို့နောက်တစ်ပုတ်ထပ်ပြီးတော့ကြည့်လိုက်ကြရအောင်။ 3. underline the correct answers. เนาะအဖြေမှန်ကို underline ဆိုပါလေ။မြင်တာပါ။ကဲဒါဆိုရင်ဆရာတို့ကအောက်မှာတစ်ချက်လောက်ကြည့်ရအောင်เนาะဒီ table ကြီးကိုကြည့်ပါเนาะ verb to do เนาะ verb to do ဆိုတာဘာတွေဖြစ်မလဲเนาะ affirmative ပဲ negative ပဲ interrogative ပဲထုံးစံနိုင်ရှိတယ် နော် verb to do ဆိုတာဘာတွေလဲဆိုတော့ဥမာ I live in Japan he lives in Japan ဆရာအဲ့ဒီမှာပြောပြီးသားနော်အများကြီးနဲ့ဆိုလို့ရှိရင်ဆရာတို့ကဗာလဲအဲ့ဒီမှာ s ပေါင်းမထည့်ရနဲ့ပေါင်းထည့်ရနဲ့ကိစ္စတွေဆရာပြောပြီးသားဖြစ်တယ်နော်အဲ့တော့ he နဲ့ဆိုရင် အနေငယ်ဖြစ်တဲ့အတွက်ကြောင့် he lives s ပေါင်းထည့်မယ် in Japan negative ဆိုရင်ညင်းမယ်နော်ဘယ်လိုညင်းမလဲ I don't come from Korea ဒါမို့ရင် she doesn't come from Korea interrogative ဆိုတာဘာလဲအမေဆိုတော့ဘာလဲ do you come from thailand does he come from thailand သာဒီအဖြစ်နော်ဒါတွေဒီဆရာတို့ဒီဘာလုပ်တာလဲ verb to do တွေကိုသုံးတာဟုတ်ပြီနော်ကေတာဆန်ဆရာတို့အပေါ်က exercise လေးကိုကြည့်ရအောင်နော် underline လောက်ရမယ်မှန်တယ်အောင် the plane leave leaves at 8 pm okay leave နဲ့ leaves နဲ့ဘာယူမလဲ yes leaves နော် the plane น่ะ plane ดีอเนกิงဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့ကအနောက်မှာဘာဖြစ်သွားလဲ s ထည့်ပေးရမယ် leaves ဟုတ်ပြီ2 we do not live does not live in ပြေကဲအဲ့နှစ်ခုတွေကဘာယူမလဲ we ဒီအများကြီးဖြစ်တဲ့အတွက်ကြောင့်ဘာနဲ့ပေါင်းမလဲ do နဲ့ပဲပေါင်းမယ်အဲ့တော့ do not live မြန်တားလိုက်ပါကဲ3 where do does they come from ကဲအဲ့တော့ they ဖြစ်တဲ့အတွက်ကြောင့်ဘာနဲ့တွဲမလဲ do လား does လား do အဲ့တော့ where do they come from very good for the concert begin begins at 5 o'clock Okay. So ကဲဆိုတော့အဲ့မှာကြာ the, begin the concert Begins. လား no? begins လား no? begins နော် the concert ကတခုတည်းနော်အဲ့တော့ begins s ပေါင်းထည့်ပေးမယ် very good 5 this car belongs အမွေ belong to our neighbor နော်ကျွန်တော်တို့ရဲ့အိမ်ကြီးချင်း ပိုင်ပါတယ်ပေါ့နော်ဆိုတော့ this car ဘာဖြစ်မလဲ belongs this car ဖြစ်တဲ့အတွက်ကြောင့်ဒီ car ကားတကားတဲ့ဖြစ်တဲ့အတွက်ကြောင့် belongs very good ကြည့်တော့ဒီလိုဒီကဆရာတို့ number 4ဆက်ကြည့်အောင် put the words in the correct order to form questions then write short answers about you နော်အဲ့တော့ to form questions မိကုံးဖြစ်အောင်ဆရာတို့ပြန်စီပေးရမယ်နော် तू ကအောက်မှာနော်စာလုံးလေးကိုရောပြီးပြတာအဲ့ဒါကိုဆရာတို့ကမိကုံးဖြစ်အောင်ပြန်စီပေးမယ်နောက်တော့ဆရာတို့ short answer လေးတွေပေးပါအားတဲ့နော်ကဲကြည့်မယ်နော်ဒါဆိုရင်ဇာတ်ရုပ်အောက်မှာပေးထားတဲ့အဥ္စာကိုပြန်စီရအောင်1 you a football player are အဲ့လိုပေးထားတယ်ကဲအဲ့ဒါကိုဇာတ်ရုပ်ကအစဉ်လိုက်စီမယ်မိကုံးဖြစ်အောင်လုပ်မှာနော်ဒီမှာအဲ့တော့ are ကိုရှေ့ထုတ်လိုက်မယ်ဟုတ်တယ် are you a football player ဟုတ်ပြီနော်ကဲဒါဆိုရင်ဇာတ်ရုပ် are ကိုအရှိထုတ်လိုက်မယ်အဲ့တော့ဗာလဲ are you a football player ကဲအဲ့တော့အဲ့ဒါကို short answer ပြင်မယ်ဟုတ်တယ်ဆိုဟုတ်တယ်မဟုတ်ဘူးဆိုရင်မဟုတ်ဘူးဟုတ်တယ်ဆိုရင်ဘယ်လိုပြင်မလဲ yes i am မဟုတ်ဘူးဆိုရင်ဗာလဲ no i'm not ဒါပဲကဲဒါဆိုရင် number 2ကိုဆက်ကြည့်ရအောင် your father come does from situate ကဲအဲ့ဒါကိုဆရာတို့တူတူစီကြည့်ရအောင်မိကုန်းဖြစ်တဲ့အတွက်ကြောင့်ဒီမှာဘယ်စာလုံးကိုအရင်ရှင်းထုတ်ရင်ကောင်းမလဲ does ကိုထုတ်မယ် very good ကဲဆိုတော့ does your father come from situate ကဲအဲ့ဆိုရင်ဟုတ်တယ်ဆိုရင်ဟုတ်တယ်မဟုတ်ဘူးဆိုရင်မဟုတ်ဘူး ကဲအဲ့တော့ no he doesn't ဒါမှမဟုတ်ရင်ဗာလဲ yes he does very good ဆက်မယ်3 from the same school your friends are as yours တဲ့ကဲအဲ့ဒါပြတာကဲဒါဆိုရင်မိကွန်းလို့ဖို့အတွက်ကိုဘယ်စာကြောင်းကိုဆရာတို့အရင်ရှင်းထုတ်မယ်ဟုတ်တယ်နော် Are your friends from the same school as yours? question mark လေးထည့်မယ်နော်မေးခွန်းဖြစ်လို့တော့ကဲဟုတ်တယ်ဆိုရင် yes they are မဟုတ်ဘူးဆိုရင် no they aren't very good ကဲဒါဆိုရင် for ဖိုးကိုကြည့်ရအောင်ဖိုးကပါလေ do have you any brother and sisters ကဲအဲ့ဆိုရင်မိကုံးဖြစ်တဲ့အတွက်ကြောင့်မိကုံးမိတဲ့ဥစ္စာဘယ်စားလုံးရှိထုံမလဲမှန်တယ် do ကိုထုတ်မယ်ဒါဆိုရင် do you have any brothers and sisters question mark ကဲဟုတ်တယ်ဆိုရင် yes i do ဒါမှမဟုတ်ရင် no i don't very good 5ကိုကြည့် do the cooking your mother does ဘယ်အောင်ရှိထုံမလဲဟုတ်တယ် does does your mother do the cooking ကဲအဲ့တော့ yes she does ဒါမှမဟုတ်ရင် no she doesn't very good ကဲဒါဆိုရှင်ဒါတို့သမီးတို့ရေဒီတစ်ခါ lesson လေးမှာတော့ဆရာနဲ့ဒါတို့သမီးတို့နဲ့က ASEAN countries တွေအကြောင်းကိုလေ့လာခဲ့တယ်နော်အာဆီယံ country တွေမှာ country ရဲ့နာမည်ဘယ်လိုခေါ်လဲ nationality ရဲ့ဘယ်လိုခေါ်သလဲ capital city ရဲ့ဘာတွေလဲလူလူလေ့လာခဲ့ပြီးပြီဖြစ်တယ်နော်ဒါပြင်ဆရာတို့ grammar နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေလည်းအများကြီးလုပ်ခဲ့ပြီးပြီနော်ဆိုတော့ဒါတို့သမီးတို့ကဒီသင်ခန်းစာမှာဘာလေးတွေအရေးကြီးလဲဆိုရင် ဒီနိုင်ငံတနိုင်ငံချင်းစီရဲ့ countries nationality တွေ capital တွေကိုဒါအလို့ရဖို့အရေးကြီးတယ်เนาะဘယ်နိုင်ငံလို့ပြောလိုက်တာ ਨੇ ဘယ်မျိုးစီဘယ်နိုင်ငံရဲ့ capital city လဲဆိုတာဒါရုသမီးတို့ကသိဖို့အရေးကြီးတယ်။ဒါကြောင့်မလို့ဒါရုသမီးတို့ကအိမ်မှာနော်တစ်ခေါက်ပြန်ပြီးတော့လေ့လာပါ။ထပ်ပြီးတော့လည်းဆရာနဲ့တူတူလုပ်သွားတဲ့ grammar exercise တွေကိုလည်းကျင့်ရသွားအောင်လို့တစ်ခေါက်ထပ်ပြီးတော့လေ့လာမယ်ဆိုရင်တော့ဒီသင်ခန်းစာကိုကျွမ်းကျင်သွားမှာဖြစ်ပါတယ်နော်။ကဲဒါဆိုဒါရုသမီးတို့ရေဆရာတို့ဒီနေ့လေ့လာသွားတာတော့ unit 5ရဲ့ lesson 3ဖြစ်တဲ့ where are you from ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်။ဒါရုသမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာများမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်။